ဘတ်စနေနေ့7နာရီခွဲမှာဒီညလေးပွဲစဉ်6ဖြစ်ခရစ်တယ်ဘဲလီယာအင်ဝင်းဆက်ဘက်မှာလဘာဘူးကိုလက်ခံရှင်ပြန်ကစားသွားမှာပါ။ဂျာဒီဆာကွန်မြူနတိုင်းပွဲစဉ်ဖြစ်ဆုံတွေ့ခဲ့တော့ကပွဲချိန်အတွင်းမှာနှပိုးစီစီကြခဲ့ပြီးတော့ပင်နတီ3ပြတ်မှာခရစ်တယ်ဘဲလီတို့အနိုင်ရခဲ့ပြီးလဘာဘူးကိုနောက်ကောက်ချနိုင်ခဲ့တာပူပူနွေးနွေးပဲရှိသေးတယ်။ဒီယာဒီပီမြလီပွဲစဉ်9ပွဲရှင်ပြန်ကစားပြီးချိန်မှာစုံပွဲမရှိသေးတဲ့ဒီနှစ်သင်းရဲ့အားပြိုင်မှုဖြစ်မြင်တွေ့ရဖို့ရှိလို့တိုက်ဆိုင်မှုပြင်းထန်မဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်။ ဒါပြင်ခရစ်စတယ်ဘဲလီယာကွန်မြူနတီဒိုင်းဘိုလူပွဲစဉ်ဟာစလို့ပြည်တွင်းအမှတ်ပေးဒီဗလာပွဲစဉ်နဲ့ဥရောပချစ်စစ်ပွဲအပါအဝင်နောက်ဆုံးကိုးပွဲဆက် ရှုံးပွဲမရှိကစားထားပြီးတော့ပြည်ငိမ့်တဲ့ခြေစွမ်းကိုတသမတ်တည်းထိမ့်သိမ်းထားတာတွေ့ရတယ်။လဘာဘူးကလည်းကွန်မြူနတီဒိုင်းဘိုလူပွဲမှာပွဲချိန်အတွင်းခရစ်စတယ်ဘဲလီနဲ့နှကိုးစီတေးကြခဲ့ပြီးတဲ့နောက်ပိုင်းအမှတ်ပေး၅ပွဲဆက်ရန်နှုံးပြေအနိုင်ရထားသလိုဆမ်မြန်လီကုပ်စုဖွင့်ပွဲစဉ်မှာလည်းစပိန်ကလပ်အက်တလတီကိုအသင်းကို၃-၂ဆိုတဲ့ရလနဲ့အနိုင်ကစားထားတယ်။ ဆိုရရင်လက်ရှိချိန်ဒီကာလတစ်ခုကြာရှုံးဝဲမကြုံသေးတဲ့တိုင်မနှစ်သိန်းရဲ့ကိုစီစံချိန်ကောင်းတွေမကျိုးပြတ်ဖို့ပြန်ကြိုးစားသွားကြမယ်ပွဲကောင်းတစ်ပွဲဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့2024 25ဘောလုံးရသည်မှာအသင်းတို့43ပွဲကစားပေးပြီးတော့သွင်းကို14ကိုဂိုးမှတ်နေမှု12ချိန်ပြုတ်လုပေးခဲ့တဲ့အသင်းရဲ့အဓိကတိုက်စင်မှု EC ကအာဆင်နယ်အသင်းကိုပြောင်းရွှေ့သွားတာကြောင့်ကစားကွက်ပိုင်းထိခိုက်ပြီးရလဒ်တွေရိုက်စင်းသွားပဲရှိတယ်လို့သုံးသပ်မှုတွေရှိခဲ့ပေမဲ့ သင်းနီးပြဂလက်စနာရဲ့နစ်စနပိုင်းပြင်းပြမှုနဲ့မိဘပိုင်းကြွားမှုတွေကြောင့်ဘူရောပအဆင့်ချစ်စပွဲနောက်ဆုံးအဆင့်မှာနိုဝေကလပ်ဖရက်ဒရစ်စတက်ကိုပေကုန်မရှိပဲတပွဲနိုင်တပွဲသေးရလနဲ့အနိုင်ယူကျော်ဖြတ်ပြီးတော့ကွန်ဖရင့်လိပြိုင်ပွဲရဲ့အုပ်စုအဆင့်ကိုပို့ဆောင်ပေးနိုင်ခဲ့တယ်။မှတ်ပေးပြိုင်ပွဲ၅ပွဲမှာနှစ်ပွဲနိုင်သုံးပွဲသေးကစားထားပြီးဂျာကို၆ခုပေကုန်၂ခုဆိုတဲ့မှတ်တမ်းနဲ့အဆင့်၅မှာရပ်တည်နေသလိုလက်ရှိခံစဲအကောင်းဆုံးအသင်းဖြစ်အာဆင်နယ်အသင်းနဲ့ပြိုင်ပူတွေရပ်တည်နေတာကိုမြင်ရတယ်။တစ်ဖက်ကလဘာဘူးကပြင်းရင်းလိမှာရန်ုံးပြေနိုင်ပွဲနေတဲ့သူမှတ်ပေးစရာဥဆောင်နေတယ်။ ရာသီသစ်အတွက်ပြင်ဆင်မှုဝါကောင်းခဲ့တယ်လို့ဆိုရမှဖြစ်ပြီးတော့ဆာလာနဲ့အီကီတီကီတို့ပါဝင်တက်စစ်ပိုင်းကဂိုးသွင်းချေမြူးနေတယ်လို့ပြီးခဲ့တဲ့ကြာရက်လီပလာတတိယဆင့်ပွဲစဉ်ဖြစ်ဆောက်တန်တန်ကိုနှစ်ကိုတကိုနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်းအသစ်ခေါ်ယူထားတဲ့တက်စစ်မုတ်တီအစ်ဆက်ကအသင်းအတွက်ပထမဆုံးဂိုးကိုသွင်းပေးနိုင်ခဲ့တယ် ။လဘာဘူးရဲ့စံညံကောင်းရခဲ့မှုတွေကိုပြန်ကြည့်ရင်ယူကဆယ်ကို၃ခု၂ခုဆိုတဲ့ရလက်နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလူငယ်ကစားသမားလေးအန်ဂူမိုဟာရဲ့ပွဲချင်နောက်ဆုံးမိနစ်နိုင်ကိုပါဝင်ဗန်လီယိုတကူကူမြင့်ဆိုတဲ့ရလက်နဲ့နိုင်ခဲ့တဲ့ပွဲမှာဆာလာရဲ့နောက်ဆုံးမိနစ်ပင်နရီနိုင်ကိုအတလက်တီကို၃ခု၂ခုဆိုတဲ့ရလက်နဲ့နိုင်ပွဲရခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာအသင်းကောင်းဆောင်ဗန်ဒိုက်ရဲ့နောက်ဆုံးမိနစ်ခေါင်းတိုက်နိုင်ကိုတွေကကစားသမားတွေရဲ့မဆုံးမိနစ်ကြိုးစားအားထုတ်မှုတွေအပြင်ကန်တရားရဲ့ဖိမမှုကိုလည်းအပြည့်အဝရထားခဲ့တယ်လို့ဆိုရမှာပါ။ အားသာချက်ကိုစီနဲ့ပုံစံကောင်းရနေတဲ့ပြန်ပြန်နှစ်သင်းလုံးအတွက်ဒီပွဲစဉ်ပြီးဂျာရဲမှာဥရောပပွဲစဉ်တွေကစားရဖို့လည်းရှိနေပြီးတော့ Crystal Palace ရ Conference League အုပ်စုအဖွဲ့ပွဲစဉ်အဖြစ် Dynamo Kiev နဲ့ဝေဝေပွဲစဉ်တွားရောက်ရှင်မြန်ရမှာဖြစ်တယ်လို့ Liverpool ကလည်း Champions League ဒုတိယမြောက်အုပ်စုပွဲစဉ်အဖြစ် Galatasaray ကိုတွားရောက်ရှင်မြန်ရမှာပါ ဒီဟာဒီပြိုင်ပွဲဆိုရှုံးပွဲဖြစ်ဖြတ်သန်းထားတဲ့မှတ်တမ်းကောင်းကိုစက်ပြီးထိန်းသိမ်းနိုင်မှုနှစ်သင်းစလုံးညီမထားမှဖြစ်တယ်လို့ဥရောပပွဲစဉ်တွေအတွက်လည်းဒရာပြဿနာကင်းကင်းနဲ့လူစုံတို့ရှင်နေနိုင်မှုတသိန်းနဲ့တသိန်းအမားကိုစောင့်ပြီးဒတိဒကစားလာဖို့များတဲ့ပွဲစဉ်တစ်ပွဲဖြစ်မြင်ရဖို့များတယ်။အာရှစည်းကွက်ဖွင့်လှစ်မှုအနေနဲ့ဒီပွဲစဉ်အတွက်လဘာဘူးကခရစ်စတယ်ဘဲလေးကိုတရေအရှုံးကြောပေးထားပြီးဂိုးပေါင်းစည်း3ဂိုးသွင်း90နိုင်ဖွင့်လှစ်ထားတယ်။ လဘာဘူးရဲ့မူလဘော်ဒီဇေးဒဂိုးသွင်း80နိုင်ဆိုတဲ့ဖွင့်လှစ်မှုကနေဝင်ရိုးတစ်ဆင့်ကျဆင်းလာတာဖြစ်ပြီးတော့ဘိုးပေါင်းစည်းကလည်းတုံးကိုးသွင်း30နိုင်ဆိုတဲ့ဖွင့်လှစ်မှုကနေကျဆုံးကျဆင်းလာတာတွေ့ရတယ်။ခရစ်စတယ်ဘဲလေးရဲ့အင်ကွင်းမှာလဘာဘူးတို့တောင်းရှင်မြန်ခဲ့ရတဲ့ပီမီယာလိပွဲစဉ်နောက်ဆုံး၈ကြိမ်မှာလဘာဘူးတို့ခရစ်စတယ်ဘဲလေးကို9ကြိမ်အထိနိုင်ရထားတဲ့အစဉ်လာမှတ်တမ်းရှိတယ်လို့ဈေးကွက်ခင်းချင်းရလည်းဒီပွဲစဉ်မှာအနည်းဆုံးအောက်တစ်ခွက်ဝင်ဖို့အားကောင်းနေတယ်လို့ညွှန်ဆိုနေတာကိုမြင်ရတယ်။ ။ဒါကြောင့်မယ်စွန်းစားရမယ့်ဆက်ဆက်ပဲလေး body ကိုနည်းငယ်အနေအများလေးလို့မြင်ပြီးတော့သိချရမယ့် go out ဒီဘက်ကဒီဘက်ရဲ့စနေညအကောင်းဆုံးပွဲချိုသုံးသက်ချက်ဖြစ်ရွေးချယ်ပြီးတင်ပါမယ်။